အလုံးမဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါလိမ့်ဒီညကနေစုမုံအောင်တောင်းပြီးလိုက်ပါအဲ့တော့ဒီနေ့မှတော့ကျွန်တော်တို့တိုတယ်ကန်သွားတဲ့ငါးပွဲပါကျွန်တော်တို့အသင်းကြီးသုံးသင်းတက်သွားတယ်ကျွန်တော်တို့ဒါဒီနေ့မှတော့ကျွန်တော်ငှက်ညီနောင်နှစ်ကောင်ကတော့ဟိုအတိုင်းပြတ်တုတ်ပြီးကြံခဲ့တယ်လို့ပဲပြောလို့ရမယ်ဒီမှာပါပါတယ်အဲ့လက်ရှိမှာတော့ကျွန်တော်တို့ liverpool တင်းကတော့နှစ်နာရီ15မှာစကတ်တဲ့ပုံစံမျိုး liverpool တင်းကြောင့်ပြောမယ်ပြင်တော့ ကျွန်တော်သင်ပြတော်တန်ဟော့စပါတင်ကြအောင်အဲ့တော့ဒါကျွန်တော်လက်ရှိမှာဒါအွန်လိုင်းသူတို့အတွက်တီးတဲ့ဗီဒီယိုဆိုရင်တော့ရှုံးနေသူတို့အတွက်တီးတဲ့ဗီဒီယိုတပုတ်ထုတ်အောင်မှအနေထားမှာရှိသွားတယ်။အဲ့တော့လစ်ပူးတင်နေတဲ့အခုလက်ရှိမှာသူတို့ရဲ့အိမ်ငွေမှာခရစ်စတယ်ပဲလစ်ကိုဂိုးပြတ်ဒါကျွန်တော်တို့ရှုံးနေခဲ့တယ်။တကယ်ကိုဒါကျွန်တော်အမှန်တမ်းပြောမှာကျွန်တော်ဒီနေ့ပွဲစမှာကျွန်တော်အသင်းကိုကျွန်တော်ကြည့်နေနေငါအသင်းထက်ဒါလစ်ပူးကပူအချင်းကြီးဆူးနေပါလားဆိုတဲ့ feeling ကိုတသက်မှာဒီကျွန်တော်ဒီဘောဒီတသက်မှာအဲ့စကားပြောလို့မရဘူးနော်ကျွန်တော်လက်ရှိဒါကျွန်တော် channel ထောင်လာခဲ့ကျွန်တော်ဒါဒီဘောလုံးဒါကျွန်တော်အရင် channel အရင် ကုမ္ပဏီတွေရောဒီလက်ရှိတောက်လျှောက်လုပ်ခဲ့တဲ့အချိန်မှာလီဗာပူးနဲ့စပါးပွဲကြည့်နေရင်စပါးရှုံးနေတဲ့အချိန်မှာတော့မှငါအသင်ကလီဗာပူးလောက်တော့တိုင်မပတ်သေးပါလားဆိုတဲ့ feeling ကိုဒီတစ်ခေါက်ပဲကျွန်တော်အနေနဲ့ရခဲ့မှုတယ်ဒီနေ့ပေါ်စမှာဒါကျွန်တော်လီဗာပူးသင်နေတဲ့ဒါကျွန်တော်တို့ဒါလူငယ်တော်တော်များအောင်ဒါကျွန်တော်ပွက်ထုတ်ခဲ့ပြီလက်ရှိမှာဒီနေ့ပေါ်စမှာအာနီစလော့အနေနဲ့ဒါကျွန်တော်ရောဘတ်ဆန်ကိုဒါကျွန်တော်သက်ဆန္ဒဘုအဲဆန္ဒဘတ်တယောက်အနေနဲ့ဒါကျွန်တော်ပွက်ထုတ်ပြီးတော့ဒါကျွန်တော်ပြောချင်တာဒီနေ့ပေါ်စမှာဒါကျွန်တော်တို့ရှင်းပါတယ် အာနိဆိုရတဲ့ဒီဘောမှာရှုံညင်ရှုံနိုင်ညင်နိုင်ဆောက်ကြီးမဆိုင်ဘူးသူနေနေတဲ့ကျွန်တော်တို့လူငယ်တွေကြီးပဲပွဲထုတ်မယ်ဆိုတဲ့ပုံစံမျိုးတွေ့လာခဲ့တယ်ဒီနေ့ဘောမှာဒါကျွန်တော်တော်တော်လေးကိုပြောင်းလဲမှုများပြောင်းလဲမှုပေါင်းများစွာနဲ့ကျွန်တော်အဲ့လိုတွေ့ခဲ့တယ်ဘောနော်အဲ့တော့ဒါခုနပြောခဲ့သူပဲလက်ရှိမှာဒါကျွန်တော်တို့ဟူလီဗာပူးပွဲနဲ့စပါးပွဲကြည့်ပြီးတော့ငါအတင်ကငါအတင်တိုင်ပတ်တော့လီဗာပူးပူဆိုးနေပါလားဆိုတဲ့ခံစားချက်ဒါခုနကျွန်တော်တို့ channel ထောင်လာပြီးတော့ဒီကပထမဆုံးခံစားခဲ့ရတယ်ဘောအရန်လူစည်းနဲ့ဘလို့ပဲကြင်ငယ်ဗျတော်တော်လေးကိုအချီနေကလီဗာပူးရဲ့ သွားနေတဲ့ပုံစံကပြောချင်တယ်ဗျဒီနေ့ပွဲစမှာဆိုရှင်းတယ်လီဗာပူးဘက်ကိုကျွန်တော်ကြည့်ကြည့်တယ်ကျွန်တော်လီဗာပူးဘက်ကိုနားလေဖို့ကြိုးစားတယ်အာနီဆိုတော့ဒီနေ့ကျွန်တော်အမြင်ပါမို့နော်ရှင်းတယ်ဒါကိုင်းနဲ့ကိုကစားသမား၁၁ယောက်ထည့်ရမလို့၁၁ယောက်ထည့်ပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးပဲမှာတွေ့ရတာအဲ့လိုပဲတော့တွေ့ရမှာတော့မပါဘူးဒီနေ့ပွဲစဉ်တပွဲလုံးမှာကျွန်တော်ဒါနားကြလွှဲတာဖြစ်ဖြစ်မှာဒါပေမဲ့ကျွန်တော်အနေနဲ့ကျွန်တော်မယုံနိုင်စရာအချက်တစ်ခုကလီဗာပူးတင်းကတပွဲလုံးမှာရှော့အောင်တိုက်ခဲ့တစ်လုံးပဲရှိတယ်ဆိုရယ်တရင်ထွက်လာခဲ့တယ် အဲ့ဒါကမန်လာမာလာဆိုခမောက်ကျွန်တော်နည်းနည်းလေးတော့ပြန်ပြောပြဟုတ်တယ်ကျွန်တော်တို့မှကြည်နေတဲ့ရှော့အောင်တာဂက်မန်နဲ့ဒါလက်ရှိမှာတော့ကျွန်တော်တို့တစ်ဖက်က Crystal Palace ကရှော့အောင်တာဂက်ကုလုံးတီတီရှိခဲ့တယ် ဘာပြောရမှန်းတော့မသိဘူးအဲ့တော့ line up ဘာမှပြန်ကြည့်မယ်တော့ချက်ကခရစ်တယ်ပယ်လစ်ဘက်ကိုပြန်ကြည့်တော့လေသူတို့လည်းဒါကျွန်တော်တော်တော်လေးကိုပြောင်းလဲမှုပြုလုပ်ခဲ့တယ်သူတို့ရဲ့ဒါကျွန်တော်တို့ cancel ဘိုင်းမှာဒါကျွန်တော်တို့အတိကျွန်ပြောမယ်ဆိုဗျာဒါ total 7ယောက်မှာတော့ဒါကျွန်တော်တို့လက်ရှိခရစ်တယ်ပယ်လစ်သူတို့ရဲ့ဒါအဓိကကစားသမားတော်တော်များအားပေးခဲ့တယ်ဒါကျွန်တော်တို့သူတို့ရဲ့ဒါကျွန်တော်တချို့ကစားသမားတွေကိုပဲသူပွဲထုတ်ခဲ့တယ်အဲ့မပြောချင်တာဗျဒီနေ့ပုံစံမှာ Munoz ပါတယ် Lacrosse ပါတယ် Gai ပါတယ်ဒါကျွန်တော် Ispalis ပါတယ်အဲ့တော့ Pinova ထွက်တော်မှာ9ယောက်ပေါ့တော့ဒါ first 11တွေကဒါခရစ်တယ်ပယ်လစ်ကိုမြင်နေတွေ့နေကြတဲ့ကဒါကျွန်တော်တို့6ယောက်လောက်ကအားပေးပြီး9ယောက်လောက်ကိုပဲသူစပယ်လစ် ုံထားခဲ့တယ်။ဒါကျွန်တော်တို့လက်ရှိမှာဒါလိုဘဘူးတင်မာ17ရောက်မှာဒါကျွန်တော်တော်များပြောင်းလဲလုပ်ပြီးလက်ရှိမှာကရာကက်စ်ရဲ့ဒါကျွန်တော်တို့ကရာကက်စ်ရောက်ကလွေးရင်တော့ကျွန်တော်ကက်စ်ကစားသမားတော်တော်များဒါကျွန်တော်တို့လက်ရှိလိုဘဘူးရဲ့ ဟိုကစားကွက်မှာဒါတွေ့နေမျိုးမက်ဂလစ်စားထားပါမက်ဂလစ်စားလက်ရှိမှာကျွန်တော် first line နဲ့မှာတော့သိပြီးမတွေ့ရတဲ့အတွက်ကြောင့်မဒါကျွန်တော်သိပြီးတော့မပြောချင်ဘူးအဲ့တော့လက်ရှိမှာဒါဒီနေ့ပေါ်မှာအာလီဆိုရယ်ဂိုးသမားကစားအရန်ကိုပါတုံးထားခဲ့ဒီနေ့ပေါ်မှာအမှန်တိုင်းပြောရမလို့ဂိုးသမား woodman ကောင်းလို့ဒီထက်ပို့ပြီးဂိုးမပြတ်တယ်လို့တော့ပြောရမယ်နေသားမှရှိပါတယ်ဒါဂိုးသမားဒါကျွန်တော်အရန်ဂိုးသမား woodman လေးတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောလို့ရမယ်နေသားမှရှိတယ်ဒါပေမဲ့ဒီနေ့ပေါ်မှာဒါဒီပြအနေနဲ့ဒါသူ့အနေနဲ့ခုနပြောလို့ပဲကစားကစားသမား၁၁ယောက်ပြည့်ရင်ပြီးရောကွင်းထဲကိုပြစ်ထည့်ပေးလိုက်တဲ့ပုံစံမျိုးတော့တော်တော်လေးကိုဆိုတယ်ဘာလို့ဆို ဘာကစားကွက်မှရှိမနေဘူးတကယ်ဖျားစုဘာကစားကွက်မှမရှိဒီနေ့ပေါ်တမလာကျွန်တော်နေအားရတာဆိုလို့ဘယ်လိုရှိမလဲကေစာတူလို့တစ်ချက်ချက်ရှိပဲမော်ရီဆန်ဆိုတဲ့ခြေတိတ်ကိုနာမည်ခဏခဏကြားနေကြည့်ဖြစ်တယ်မဆိုးဘူးဒါရီယိုငုံမှာဆိုတဲ့ကစားသမားဒါကျွန်တော်လက်ရှိမှာပူတန်ရှယ်ရှိရဆိုမျော်မိတယ်သိပြီးွားဘာမှသိပြီးွားအဲ့တော့ပြောချင်တာဒီနေ့ပေါ်တမ creative out လည်းဘယ်မှမရှိဘူး of course ခုနကကိုင်းလိုက်ပါ mechanical အေးပုံစံမျိုးတာတာပြီးတော့ညိုးနေတဲ့ endo ကို double pivot ထားတယ် အဒီနေ့ပွဲစဉ်မှာအာနီစတိုရဲ့အတွေးကဘာလဲဆိုသူတကယ်ဒီနေ့ပွဲစဉ်မှာဒါလူငယ်တွေတဲကမှာဒါတခုတယောက်တယောက်မှာထွက်လာခဲ့မယ်ဆိုရင်သူ့အတွက်ကဒါအဓိကပြဥပမာလက်ရှိမှာသူဖူးဘက်မှာဒီနေ့ပွဲစဉ်မှာ Ram Sey ဆိုတဲ့ချားတက်ကိုသူထားကြည့်တယ်။ဥပမာဒါကျွန်တော် Caracas ကိုထားရင် Robertson ကိုဒါ Center Back ပုံစံမျိုးပို့ပြီး Robertson ကိုဒီနေ့ပွဲစဉ်မှာ Center Back အနေနဲ့အလုပ်ဖြစ်မလားသူစမ်းကြည့်ပုံရပါတယ်။ဒါပေမဲ့လုံးမဖြစ်ခဲ့ဘူးပေါ့နော်။အဲ့တော့ဒီနေ့ပွဲစဉ်မှာရှင်းပါတယ်ဒါကျွန်တော် Ismaili Sa အနေနဲ့ဒါကျွန်တော် Liverpool နဲ့တွေ့ရင် Goal မြူတက်တဲ့ဆောက်ကျင်းလို့တော့ဖြစ်နေပါပြီ။ဒါကျွန်တော်သူ့ရဲ့နှစ်ဂိုးသွင်းခဲ့တယ်ပြီးတော့ဒါကျွန်တော် Yerry Pino တော်တော်လေးလှပတီးတက်တဲ့ Low Division နဲ့ကန်သွားခဲ့တယ်။3-0ပြန်။အဲ့ဒါ င်းနေပုံစံမှာဒါအမှန်တိုင်းပြောရမယ်ဆိုရင် Crystal Palace ကဒီတက်ပို့ပြီးတော့ဂိုးပြတ်သွားနိုင်တဲ့အခွေရေးဒီမှာရှိခဲ့တယ်။တကယ်လဲကြောင့်တောက်လျှောက်မှာ Liverpool တင်းတဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့တော်တော်လေးကိုကန်ဆိုးပါတယ်ဒါကျွန်တော်အဲ့နာလူဆိုတဲ့ chart ကချန်ပီယံလိဒေဘျူးမှာလည်းအနီကတ်တိတယ်ပြောတယ်ဒီနေ့ပုံစံမှာဒေဘျူးတော့အနီကတ်တိတယ်ပြောတယ်သူနီကကတကယ်ပြောရမဆိုပေးတဲ့နဲ့နီကဘာပဲ last man defending ဖြစ်သွားတော့အိုးတယောက်တည်းဆွဲပြစ်ထွက်သွားမယ်ကစားသမောင်းလှမ်းဆွဲလိုက်တဲ့အချိန်မှာဒါ last man defending ဖြစ်သွားတော့အနီကကပြီးဦးပေးရမယ်နေတာဖြစ်သွားတယ်ပေါ်တော့ဒါကျွန်တော်ဒိုင်လူကြီးရဲ့ဒါကျွန်တော်ဥစ္စာပြောလို့အဲ့တော့ ဒီပေါ်တော့ပြန်စမ်းသကြည့်မယ်ဆိုတော့လီဗာပူးတင်းနဲ့ကျွန်တော်အနေနဲ့ဘာမှကိုစကားပြောစရာရှာမလောက်အောင်တော်တော်လေးကိုအားနေတကယ်လို့ပဲပြောပြရစီ တစ်ဖက်ကဒါကျွန်တော်ခရစ်စတန်ပဲလီစ်ကိုအိုလီဗာကလက်စနာကတော့ဖလားပွဲဆိုသူ့ရဲ့ပုံစံမျိုးတွေအတိုင်းပဲဒါတစ်ခုမဟုတ်တစ်ခုအသက်ဆိုင်တွေတွေ့ခဲ့ရတယ်ဒီနေ့ပုံစံမှာဒါကျွန်တော်ယရီပီနိုကပဲဒါကျွန်တော်တို့လက်ရှိလီဗာပူးနဲ့တွေ့နေတာမျိုးထပြီးကောင်းခဲ့ဒါကျွန်တော်တို့လက်ရှိပရီးမီးယားလိမှာဒါအီဇီကိုဝယ်ဝယ်အီဇီကိုရောင်းပြီးခဲ့တဲ့ဒီကစားသမားတို့တို့အနေနဲ့ဒါကျွန်တော်တို့အစားထိုးဖို့အတွက်ကြိုးစားခဲ့ကြတာမှာအခုချိန်ထိဒါပီနိုကအသာသိပ်မကြခဲ့ဘူးဒီနေ့ပုံစံမှာဒါပီနိုကထပြီးတောက်ပပြလိုက်တာမသိရင်ပဲဒါကျွန်တော်တို့ veteran ကစားသမားလို့ဖြစ်နေအဲတစ်ဖက်ကဒါကျွန်တော်တို့ခရစ်စတန်ပဲလီစ်ဘက်ကိုပြန်ကြည့်ပြန်တော့လေဒီနေ့ပုံစံမှာဒါတော်တော်လေးအဆင်ပြေခဲ့တယ်ခရစ်စတန်ပဲလီစ်ကလင်းရှိဒါလီဗာပူးလို့အိမ်ငွေ့မှာဒါဂိုးပြတ် င်ခဲ့တဲ့ပြီကလင်းရှိပါရအောင်ဆွတ်ဆောင်နိုင်ခဲ့တယ်ဆိုတော့ခြေစွမ်းကနဲတဲ့ခြေစွမ်းတော့မဟုတ်ဘူးလို့ပြောပြရတယ်ပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်တို့ကကျွန်တော်တိုင်ပတ်နေတဲ့နောက်သတင်းကတော့ကျွန်တော်တို့ Tottenham Hotspur အသင်းနဲ့ Newcastle United အသင်းစပိုင်းရဲ့ပြဿနာကလက်ရှိမှာတော့ Newcastle United ကိုဒါအဝေးကွမှာရှုံးခဲ့တယ်။ဒါကျွန်တော်လက်ရှိမှာ Premier League မှာအဝေးကွရှုံးပွဲမရှိပေမဲ့ဒါကျွန်တော်လက်ရှိ Premier League ကောဒါကျွန်တော်တို့ဒါ Thomas Frey ဒါကျွန်တော်လက်ရှိရာသီအစမှာဗလားပထမဦးဆုံးအဝေးကွရှုံးပွဲစတွေ့ခဲ့တယ်။ဘောနော Premier League ရဲ့ရှုံးပွဲတော့မဟုတ်ပေမဲ့ကိုယ့်အကူတော့ဖြေရတာပါ။အဲ့ဒါမဲ့ဒီနေ့ပွဲစဉ်မှာစပါးအနေနဲ့ ကျွန်တော်အနေနဲ့ကစားကွက်အရာ အားရဆိုမရဘူးဒါပေမဲ့ယူကာဆယ်ကောင်းလာဆိုယူကာဆယ်အဲ့တော့ကျွန်တော် တာကွက်နဲ့ပေါ့ကျွန်တော်ခင်ဗျားဒါပုံမှန်လေးလေးပြောမယ်နော်အားမလာဘူးယူကာဆယ်ကဂျိုလင်တန်ဆိုတဲ့ကောင်ကျွန်တော်လုံးဝကြည့်မယ်ကျွန်တော်ဘောလုံးကျွန်တော်တို့ကပေါ့ကျွန်တော် လက်ရှိမှာစိုးရွားတဲ့ကစားသမားကျွန်တော်အမျိုးမျိုးတွေ့ခဲ့ပူတယ်ကျွန်တော်တို့ကပေါ့ကျွန်တော်ယူကာဆယ်တော်မှတိုင်းပေါ့တော်အောင်တောင်ကြည့်မရတယ်မှာပါတယ်ကျွန်တော်ဘယ်အသင်းမှကျွန်တော် ကြည့်မရအောင်ကျွန်တော်မပြောဘူးနော်ဒါပေမဲ့ခုနကပေါ့ယူကာဆယ်ကျွန်တော်တော်အောင်တောင်ကြည့်မရအောင်ပြောကြတာလူမိုက်တင်တခုခုဆိုရိုက်မယ်ဘာညာဂျိုလင်းနန်ဆိုပြခူးတက်ဆိုပြသူကခူးတက်ကိုတကောင်ဖြတ်ချုပ်ချလိုက်ဖြတ်ချက်ချိုးချလိုက်တယ် ကိုကသူ့ဘာသူထားဖို့ဂျူးစံနဲ့ပလိန်သွားတွန်းလှဲလိုက်တယ်ဂျူးလင်တန်ဆိုတဲ့ကောင်ကလည်းခုနကပြောသူပဲဆောက်ကပြောပြောတော့ဘောကသူများကစားသမားကိုပြောခုနကပြောသူအားတယ်ရှိပဲရှုံးမဲ့မဲ့ကျုံကကျွန်တော်ဆောက်တော့မကြလို့ရှုံးသွားတယ်ဂိုသမားကကျွန်တော်တို့တလုံးနှလုံးလုံးဒါကျွန်တော်တို့ခံစင်းနေဂိုသမားကဆောက်တော့မကြလို့ဒါရှုံးသွားတယ်လက်ခံတယ်100%လက်ခံတယ်မကုနာပြောလို့အဲ့ဒီ fact တစ်ခုကဂျူလင်တန်ဆိုတဲ့ကောင်ကလူမိုက်ဆိုတဲ့ဇာတ်ရိုက်မပြောင်းသွားဘူးဂျူလင်တန်ဆိုတဲ့ကောင်ကလေကျွန်တော်ကပြောလို့နောက်ဆုံးပြန်ကုနာပြောဘွားမာလေးသူများကစားသမားကျိုးသွားကျွန်တော်ဘယ်ကစားသမားတန်ရရကျွန်တော်ဝမ်းနေ ပြောပြရမယ်နော်ဂျိုးလေးနဲ့တန်ရရပဲတော့ဝန်နေမယ်တော့ဂျိုးလေးနဲ့ထပိုင်းဂျိုးရလိုက်ကျွန်တော်စကားမစူပြောမစူတောင်းဘူးမစူတောင်းဘူးကျွန်တော်တုံတန်ဝန်နေမှာကိုရိုနာခွဲပိုင်းဂျိုးရအော်အင်းအဆင်ပြေပါအဆင်ပြေပါစေတော့ပြောမယ်တယ်မှာမပါဘူးဒါပုံပွက်လည်းပြောတာအဲကျွန်တော်တူများတူစားသမောက်ကျွန်တော်ဖောင်းတူခဲ့ဒါပေမဲ့ကျွန်တော်အဲ့ဒါတော့ပြောဂျိုးလေးနဲ့ဆွဲကောင်လုံးဝကြည့်မရအောင်မနိုင်ဘူးလုံးဝကြည့်မရအောင် အဲခုနပေါ်ပဲဝင်လာတာနောက်ခုနပေါ်ဒုတိယမှာဘူနိုကာမီရိုဆိုပေါ်ဆိုကိခုနပေါ်ကစားဖို့ကြမ်းတယ် at least ခုခုသူလောက်ပြဂျိုလီနန်ဆိုရဲကောင်ဘာအဆက်မရှိတဲ့ကောင်ဘူခုနပေါ်ပဲဒါတတ်တတာပဲရှိတဲ့ကောင်အဲကျွန်တော်အဲ့လိုပဲအဲ့တော့ယူကာဆယ်ယူနိုက်တက်တင်ဒီနေ့ပေါ်ဆိုမှာဒါဖေဘီယန်ရှာရဲ့ခြေစွမ်းပြမှုတွေပေါ်လုတ်သွားခဲ့ဒီနေ့ပေါ်ဆိုမှာယူကာဆယ်ယူနိုက်တက်ကလည်းသူတို့ရဲ့ first line နဲ့ပေါ်ပြောင်းလဲပြီးတော့သူတို့ထွက်လာခဲ့တယ်ကိုသမားတွေဘာသာကျွန်တော်တို့ Ramsey တို့ပေါ်ထွက်လာတာဒီနေ့ပေါ်ဆိုမှာဒါ Cancel ပိုင်းပြောင်းလဲမှုလို့ဒီ Queen လည်းပဲမှာဒါကျွန်တော်တို့ Jacob Ramsey ကိုစာပြီးတိကျတွေ့ခဲ့ရပေါ်တဲ့ Tyson ပိုင်းမှာလည်းရှိမှာသူတို့ရဲ့ဒါကျွန်တော်အကောင်းဆုံးလူတွေလို့ပြောရဲ Anthony Gordon ကလွင်ရင်တော့မဆိုးလာတဲ့လူတွေလို့ပြော လူရရတယ်မှာပါတယ်စပါကဒီနေ့ဘောသမားတာကျွန်တော်လက်ရှိမှာအဆန်းတရီလှူထားခဲ့တယ်ခုနဘောသမားတာကျွန်တော်တောင်းမဲ့ friend တွေကဝေကွင်းဆိုရင်ဝေကွင်းဆက်ဆန်ပုံစံမျိုးတွေတွေ့ခဲ့ရတယ်ပပိစာကိုဒီနေ့ဘောသမားတာဒါနီးပြနေနဲ့မိနစ်90အပြည့်ပြန်သုံးခဲ့ပြီးခန်းစစ်ပိုင်းမှာတော့ဒါပါလိမြရတဲ့ဒန်ဆူတို့အုပ်စုကိုပြေဝပြန်တွေ့ခဲ့ရတယ်ဘောနော်အဲ့တော့ဒီနေ့ပေါ်သမားတာကျွန်တော်ပေးလိုက်တဲ့အတွင်းကိုမှဆိုတော်တော်လေးကျွန်တော်စပါအသင်းဘက်ကကပက်တီကပက်ချောင်းနိုင်တယ်တကောင်ကချက်တော့ခုနပေါ်သမားတာကျွန်တော်တို့ဗါလေဟူကျိုးချက်တော့ကျိုးချင်နေဆက်လို့ကမပြီးဘူးကျွန်တော်ပြောတာဟုတ်တယ်ဒီကမဆန်းသားကြီးတစ်ဖက်ကညူကဆယ်ဖက်ကဘလောက်ပဲတိုင်ပဲခုနကဘလောက်ပဲဗာပဲပြော ်ခမရဖနဲ့ကြိုးကြည့်တာထိုင်ဆောင်ခမရတာခမရခမရအဖေပိုင်းနဲ့စိတ်ရင်းပတ်လည်းမဟုတ်ဘူးအဲ့ suspense ဆိုရယ်ကောင်းတယ်တခါကျရင်ဘာလို့မနှစ်လင်းသွေးရောဘာ Facebook မှာလည်းတခါတခါ Twitter မှာလည်းဘာတင်လို့တင်မှန်းမသိ Instagram မှာလည်းဘာတင်လို့တင်မှန်းလည်းမသိထားပါအခုနောက်ပေါ် suspense ဆိုရယ်ကောင်းအဲ့ဟာပြုတ်ဘူးလဲပြီးတော့ခုတိုးချီတော့မင်းဘယ်သူဆောက်မှာလို့ငါပြောခုနောက်ညူကဆယ်ဘက်ကိုကာပြုတ်တော့မင်းချိုးချီနေတာခုနောက်ပေါ်ဆိုပဲဘလုံးကန်နေတာလေငါပြောတာခုနောက်ပေါ်မင်းကမီလီယံဘီလီယံနာကြီးဖြစ်လို့မင်းကခုနောက်ပေါ်အဲ့အတင်းနဲ့စတဲ့ရောက်လို့မင်းကလာစားပြီးထားလို့မင်းချိုးချီတာထိုင်ဆောင်အောင်မတူဘူးချိုးချီလို့ဆောက်ပဒနာတော့ရှာတဲ့အတိုင်းအောင် ကျောင်းတော်တော်လေးပြီးတော့ဒုတိယသွင်းကိုကျွန်တော်အမြဲတမ်းပြောတယ်ပေါ့နော်ကျွန်တော်လက်ရှိမှာဂိုးသမားနဲ့ပတ်သက်ကျွန်တော်အမြဲတမ်းပြောရစကားအခုလည်းထပ်ပြီးပြောမယ်ဂိုးသမားမှာလေခင်ဗျားခင်ဗျားကျွန်တော်အခုလက်ရှိမှာကင်စကီ6လောက်နဲ့ဆောင်းဟန်တော့တယ်ဒီနေ့ဘောသမား तू ပေးလိုက်တဲ့ဘောသုံးနေ Richelly Center ထိန်းသွားတဲ့ဥစ္စာအိုကေမိုက်တယ်6လောက်တော့ကောင်းတယ်ခင်ဗျားအဲ့ဒါဆိုကျွန်တော်ရှေ့တင်ထားလိုက်ကျွန်တော်ပြောတာဂိုးသမားနဲ့ Vicario ပဲကျွန်တော်ပြောတာပဲလက်ရှိမှာနှလုံးလုံးနှလုံးလုံးတော့ Vicario မိမယ် Vicario ဆိုအဲ့နှလုံးလုံးမိတယ်ချစ်ချင်းလေးနှလုံးလုံးဆိုအဲ့မိနောက်ဆုံးပြပထမလုံးမမိဘူးဆိုတော့ဒုတိယလုံးမိတယ်တကယ် ကျွန်တော်ဘွားရဲ့ဝေကြီးခမပြပြကဘာပေါ်မှာအကောင်းဆုံးအခုလက်ရှိမှာအကောင်းဆုံးနဲ့ကတိုက်စစ်မှု တရားပေတယ်ဟယ်ရီကင်းဘောလုံးကန်တယ်တစ်ဖက်ကကိုလုံးနဲ့ပေါ့ကျွန်တော်ဒါကျွန်တော်စပါးပွဲဖြစ်တယ်ကျွန်တော်အော်ကုကောင်ကိုတရီယာဟိုဘက်ကောင်ကိုသွင်းသွားတယ်တက်ကိုသွင်းသွားတယ်ဘွားဘယ်လောက်ဆိုးလဲပြပြမယ်နော်ဟယ်ရီကင်းလိုမျိုးကဘာပေါ်မှာအကောင်းဆုံးတဲကတိုက်စစ်မှုတရားကန်နေတဲ့အသင်းကနေပြီးတော့အခုကန်နေတဲ့ခြေစွမ်းကနေပြီးတော့ရီချာလီဆန်လိုကောင်ပြို့ကျွန်တော်ကြည့်ရတာခင်ဗျဝေကြီးဘယ်လောက်ကြီးလဲတောင်းတောင်းပေါ့နော်ကျွန်တော်ဒီမှာမနက်၂နာရီအေးပေါ့မနက်၂နာရီဘွဲလောက်မှာကျွန်တော်ထိုင်ကြည့်ရတာ ကိုယ့်အကူအလန်းပေးပြီး Richard Lee ဆိုတဲ့ဘောလုံးကန်တာကိုဒါကျွန်တော်တို့တိုင်ပင်ပေးပြီးထားကြည့်ရတာ။ဟမ်ဘယ်လောက်ဒီဝကြွေးကြီးလဲ။ဒီနေ့ပုံမှာကျွန်တော်တို့ Thomas Frank ဘာမှသိပြီးမပြောလို့ဘာလို့သူ့ရဲ့ tactic ကိုသူကျွန်တော်ဘာပြောလို့မပြောလက်ရှိမှာ Spa ကလက်ရှိမှာ15ယောက်ကျူးပါပြီ။ Archie Gray ကလက်ရှိမှာဒါ ship back ထပ်နာရမယ်။အရင်တော့ Ash Bosser ကအခုက highlight ဆိုလိုတန်ရရဆိုတဲ့စကားလို့ကျွန်တော်အများကြီးသုံးရဟုတ်တယ်ဟုတ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်ဘယ်သူအခုလက်ရှိမှာကစားသမားကျွန်တော် total အားလုံးပေါင်း senior ကစားသမား12ယောက်တန်ရ16ယောက်ပေါင်း15ယောက်ရှိပြီတန်ရနေတာ။ ဗမာလဲ highlight ဆိုတော့ဒီဒီဘဲတော့ conservative ဆိုတော့ conservative ကြီးတယ်ဘာတွေဘလို့ကျိုးနေလဲနားလဲမလည်နိုင်ဘူးအဲ့တော့ ဒီနေ့ပေါ်သမားကခုနကပေါ်သမားလက်ရှိမှာဒါကျွန်တော်တိုက်စစ်ပိုင်းမလဲခင်ကတော့တိုက်စစ်လေးကောင်းတယ်တိုက်စစ်ပိုင်းလည်းအပြုံလိုက်ကလဲလဲတိုက်စစ်ပိုင်းရှုပ်အဲ့တော့ဒီနေ့ပေါ်သမားညုကဆယ်ကောင်းတယ်ညုကဆယ်လည်းအဲ့လောက်ကြီးကောင်းတာမဟုတ်ကိုသိန်းဝါတာချာနဲ့ပေးလိုက်ရနှစ်ခုတော့မပေးသေးနဲ့သွင်းကူလေးပဲတိတိကျကျ defend လုပ်မှာဒုတိယသွင်းကူဆိုပူကြီးရငါကြည့်နေဟာဘလို့ကြီးကိုကလေဟိုကောင်အရက်ရှည်အရက်ရှည်တယ်ဆိုတဲ့ stance ကိုတစ်ခုပဲတော့ကင်စကီကထွက်ပူတယ်ဒန်ဆူကငုတ်တုတ်လေးရဲ့ကြည့်နေဟိုကောင်ကောင်းတိုက်ပြီးကိုကဟာညံ့တော့ကွာအဲ့တော့ကျွန်တော်အမြဲတမ်းပြောဆိုခုနကတစ်ခါကျခုသမားဆိုရခင်ဗျာခင်ဗျာ6နောက်နဲ့ဘလော့ကို6နောက်နဲ့ကောင်းတယ်ဆိုရင်ကွင်းထဲမှာတက်ပြီး စတော့လည်းကောင်းတကောင်းလောက်ခိုင်းလက်ဂူးသမားဆိုလက်နဲ့ဖမ်းရမင်းရယ် short stop ပြီးမှကျွန်တော်တို့ကျဲခါခါတိုက်တိကျွန်တော်ခမဲချဖေးပြနေလေဘာလို့လူတွေ conservative ဘက်ကိုဖြစ်လာအသက်ကြီးလာနေလဲခါပဲအာတမဂူးသမားဆို6ပါကောင်း fuck off ကျွန်တော်ကောင်းပြီလက်ကောင်းလက်မကောင်းဘာလို့မှာလက်ကုလက်ရှိမှာလက်မကောင်းတော့ခုရှုံးသွားပြီအဲဘာလို့လူရဘာလို့လူမရအောင်အဲ့တော့ပြောမယ်ဆိုဒီနေ့ပေါ်မှာစပါတင်ချပါတယ် Newcastle United ကအခွေကြီးကိုသုံးချလို့နိုင်သွားတယ်ဒီနေ့ပေါ်မှာစပါတင်ဒါစောတဲ့ပုံရဆိုတော့မဆိုးလို့ပြောလို့ရပါပဲ အဓိကတော့ဂိုဝင်ရေးကြီးတာဟုတ်တယ်အဲ့တော့အဝဒါတောမတ်ဖရိုင်းလက်ထက်မှာပထမဆုံးအဝေးကွင်းရှုံးပွဲကိုတွေ့ခဲ့ရပြီဒါကနပေါ်ပေလက်ရှိမှာပရီးမီးယားလိမှာမရှုံးသေးပေမဲ့ဒါရှုံးပွဲကိုရှုံးပွဲအဲ့ညူကာဆယ်ယူနိုက်တက်နောက်တစ်ဆင့်ကိုတောက်ပါခဲ့ထိုက်ထိုက်တရံမှာပဲလောက်ပါပဲဘောလုံးပွဲကိုကြည့်ရှုကျင်နေဆိုရင်တော့ youth sport media 3 points ဆိုတဲ့ TV for you မှာအကျဉ်းလိုဆန်ပေါအောင်ကူညီလို့ရပါတယ်မမရကလစ်ဖို့မမေးကြပါနဲ့ဗျမြမြကလစ်မှာမြမြနိုင်ဖြစ်ပါတယ်အားလုံးမကြည့်တူမှာဗျကောင်းမွန်တော့နေ့ဒီနေ့ဖြစ်ပါစုမောင်းတော့တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာအေးအေးဆေးဆေးတွေ့ကြရပါပေါ့တေးပါဗျ